င်္ဂလာပါရှင်ဒီနေ့ဇွန်လ9ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာချန်နယ်ရေးရနေပြီးတော့ကောင်းလို့ရသတင်းတွေကိုထုံထုံတင်ဆက်ပေးမယ်သတင်းစာပေါ်ကဖက်စရာများစီစဉ်ကိုစတင်မှာဖြစ်ပါတယ်ဒီစီစဉ်ကိုတော့ကျွန်မခိုင်မင်းနုနဲ့အတူကိုထွန်းထွန်းသိန်းတို့ကဖတ်ကြားတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဟိုသတင်းစာတွေလည်းအဆုံးရောက်နေပြီဆိုတော့ပေါ့နော်ခေါင်းစဉ်သတင်းတွေနဲ့ဘာတွေများရွေးချက်ထားလဲကိုနေ့စံတော်ချိန်နေ့စဉ်သတင်းစာကပေါ့လေဒီမှာသူရေးထားတာညဉ့်ညရဲ့ညီလာခံအတွက်အစိုးရနဲ့လက်တွဲဆောင်ရွက်သွားပြီဟု SCA လက်မှတ်မထိုးသေးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆိုတဲ့ဒါစံတော်ချိန်မှာပါတာပါပြီးတော့ကျွန်တော်တို့ဒီ daily 11မှာကျတော့ မြစ်ကျနာမျိုးတို့ရောက်ရှိနေသည့်တရုတ်အတံအမတ်အားဒေသခံများနိုင်ငံရေးခေါင်းဆောင်အချို့နှင့်လူမှုအဖွဲ့အစည်းခေါင်းဆောင်များကဒါမြစ်ဆုံဆက်စီမံကိန်းလုံးဝရပ်ဆိုင်ရင်ဆန္ဒပြဆိုတဲ့တင်ဒါတွေ့ရတယ်ပြီးတော့ကျွန်တော်တို့ white သတင်းစာမှာကြတော့ဒီမှာစင်ကာပူဝန်ကြီးချုပ်ဒီချန်လွန်ဇွန်လ9ရက်တွင်မြန်မာနိုင်ငံလာမယ်တဲ့ဒါဒါဒီနေ့ထွက်တဲ့သတင်းစာတွေမှာဒါတွေ့ရတဲ့သတင်းတွေဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်အိဒါအဘော်နေနေကတော့ဒီပေါ့နော်ဒီ11နဲ့ကအိဒါအဘော်လေးကိုပဲဖျက်ပြကြမှာတယ် ဒါကတော့စင်းရဲမွတ်တေမှုနဲ့အလုံးလက်မဲ့ဖြစ်မှုဆိုပြီးတော့သူကကောင်းစင်တင်ထားတာကိုတွေ့ရပါတယ်စီယံမွေးတည်မှုနဲ့အလုံးလက်မဲ့ဖြစ်မှုဟာဆိုရင်တဲ့ဒီနေ့ခေတ်မှာကမ္ဘာစီးပွားရေးမှာရင်ဆိုင်နေရတဲ့အဓိကစိန်ခေါ်မှုနှစ်ရဲ့ဖြစ်ပါတယ်တဲ့အလုံးလက်မဲ့ဖြစ်မှုဟာဆိုရင်စီးပွားရေးကက်ဆိုက်တည်မှုကိုဥတီသွားနေပြီးတော့နိုင်ငံရဲ့စုစုပေါင်းဝယ်ယူနိုင်စွမ်းအားကိုလည်းရော့ကျစေတယ်တဲ့ အလုံးလက်မဲ့ဖြစ်မှုရဲ့နောက်မှာဆိုရင်အကျွေးဝင်ပွေးမှုတွေများလာပြီးတော့ဆင်းရဲမွဲတမှုတွေဖြစ်ပေါ်လာတယ်။ဆင်းရဲမွဲတမှုကိုလည်းဒီအမျိုးမျိုးနဲ့ဖော်ပြကြတယ်။ကမ္ဘာပံရဲ့အတိတ်ပဲဖွင့်ဆိုချက်အရဆိုရင်တော့လူတဦးအနေနဲ့တဲ့ဘဝနေထိုင်မှုရဲ့အနည်းအနည်းဆုံးစံသတ်မှတ်ချက်ကိုပဲမထိန်းနိုင်တော့တဲ့စီးပွားရေးအခြေအနေကိုရည်ညွှန်းတာဖြစ်ပါတယ်။ဆင်းရဲမွဲတမှုကိုလုံးဝဆင်းရဲမွဲတမှုနဲ့နှိုင်းရဆင်းရဲမွဲတမှုဆိုပြီးတော့အမျိုးအစားခွဲခြားမှုတွေလည်းရှိပါရဲ့တဲ့။ ဒီဆင်းရဲမွတ်တေမှုအမျိုးမျိုးခွဲခြားမှုတွေမှာမျိုးပြဆင်းရဲမွတ်တေမှုရဲ့ကျေးလက်ဆင်းရဲမွတ်တေမှုရဲ့မူရင်းဆင်းရဲမွတ်တေမှုရဲ့တဆင့်ငန်ဆင်းရဲမွတ်တေမှုဆိုတာဆင်းရဲမွတ်တေမှုအမျိုးမျိုးကိုသူကအတိပယ်ခွဲပြထားတာလည်းဖြစ်ပါရဲ့ရှင်ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာတော့လည်းအလောက်ကန်ခွန်းလန်းနေပါခြင်းနဲ့ဝင်ငွေကွာဟမှုကြီးမားခြင်းကလူစုလိုက်ပြုံလိုက်ဆင်းရဲမွတ်တွေမှုကိုစောင့်ခြင်းလာတာပဲဖြစ်ပါတယ်။ ဒီအလုသမားတွေတတိယောက်လိုအပ်မှုနဲ့ပါကျင်ရတဲ့အလုလက်မဲ့ဖြစ်မှုရဲ့အဓိကအကြောင်းတရားချက်လည်းဖြစ်ပါတယ်တဲ့စီးပွားရေးဖွံ့ဖြိုးမှုနဲ့ပါတဲ့နိုင်ငံတွေမှာစုစုပေါင်းလူသားအင်အားရဲ့အရေးပါတဲ့အစိပ်ပိုင်းကအပိုလှုပ်အားတွေဖြစ်လျက်ရှိရတဲ့ဒီပြဿနာရဲ့အကြောင်းအထူးသဖြင့်စိုက်ပျိုးရေးကဏ္ဍမှာပိုးရေးလွှမ်းမှုတဲ့တဲ့လူအားပိုရနေမှုကြောင့်ကုန်ထုတ်ဆွမ်းအားစုရဲ့ကုန်ထုတ်လုံးကုန်ထုတ်လုံးနိုင်မှုဆွမ်းအားရဆိုရင်တုံညဓမ္မမဟုတ်ရဲ့အနှုတ်တန်ဖို့ဖြစ်တဲ့ဒီအပိုလူအားစုအားရဲ့စီးပွားရေးသို့မဟုတ် လူမှုရေးအကြက်တဲ့ကာလမှာပထမဆုံးအလုံးလက်မဲ့ဖြစ်လာတယ်ဆိုပြီးဒါအလုံးလက်မဲ့ဖြစ်မှုတွေကိုသူကနေပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။နောက်ပြီးသူထပ်ပြောထားတာကတော့အရင်ရှင်စီဝါရေးစနစ်တရားဆိုရင်လည်းအဖွဲ့အစည်းရဲ့ဖွဲ့စည်းပုံမှာ dynamic ဆိုင်ရာပြောင်းလဲမှဖြစ်ပေါ်တဲ့အခါမှာတဲ့ဖွဲ့စည်းပုံဆိုင်ရာအလုံးလက်မဲ့မှုကဖြစ်ပေါ်လာတယ်။ဒီအလုံးလက်မဲ့မှုအမျိုးအစားတွေဟာဆိုရင်နဲ့ရေရှည်ကာလတစ်ခုအတွင်းလုံသားစုစုပေါင်းလိုအပ်မှုအဆက်မပြတ်နှဲပါခြင်းဖြစ်ပေါ်တဲ့အခါမှာလည်းဖြစ်ပေါ်လာပါတယ်တဲ့။ ဒါဆိုရင်ပေါ့နော်ဒီသူတို့အလုပ်လက်မဲ့ဖြစ်မှုတွေနဲ့ပတ်သက်ပြီးတော့သူတို့ရှင်းပြထားတယ်။နောက်နောက်ပိုင်းမှာသူဘာပြောလဲဆိုတဲ့အခါမှာတော့ဘလို့ပဲဖြစ်စေကမူရစီရင်မွေးတွေမူနဲ့အလုပ်လက်မဲ့မှုပြဿနာတွေကိုရှင်းချနိုင်ဖို့အတွက်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ငန်းဆိုင်ရာမူဝါဒအပြောင်းလဲရင်လည်းရရှိတဲ့ရင်းမြစ်အပေါ်ပုံမကောင်းမှုဆိုတာအုံချပြုလို့ရန်လိုအပ်တယ်ဆိုပြီးတော့ daily 11အနေနဲ့ပြီးတော့အိဒါအပေါ်နေနဲ့ရေးသားဖော်ပြထားတာဖြစ်ပါရဲ့ရှင့် ဟိုဒီအလုံးလက်မဲ့ပြဿနာပေါ့လို့ဒါအခုအရင်ဆိုးရလက်ထက်တည်းကရှိခဲ့တာအခုဒေါန်ဆန်းစုကြည်ကောင်းဆောင်တဲ့ဆိုးရလက်ထက်မှာလည်းဒီအလုံးလက်မဲ့ပြဿနာကိုဒါဖြေရှင်းဖို့လိုအပ်နေတယ်ဆိုတာထောက်ပြတာဖြစ်ပါတယ်ဟုတ်ကျွန်တော်ကဒီ7 day မှာပါတဲ့ဒီရန်ကုန်မြို့ရဲ့တရင်တပုတ်ပါပဲဒီစိတ်ဝင်စားဖို့လည်းကောင်းတဲ့သူကြီးတာလေကျူးကျော်တဲမှာနေထိုင်တဲ့အမျိုးသမီးကိုတဲ့အတမဖေရှားရမှာကိုဝင်ပြတ်ကြတယ်ဆိုတဲ့သတင်းမှာဒီလိုင်းတရာမြို့နယ်ညောင်ကျေးရွာအေးချမ်းတရာလမ်းမှာဒူနေထိုင်ခြင်းမရှိတဲ့ကျူးကျော်တဲမှာနေထိုင်တဲ့ကိုဝင်ဆောင်အမျိုးသမီးကိုတဲ့ဒူလူစုက ချင်းချောက်ခါကိုတိလက်ရောက်ပြုမှုဒီအတွက်ဝမ်းမိုက်အတွင်းမှာရှိတဲ့ကလင်းငယ်တိတ်ဆုံးခဲ့တယ်ဆိုပြီးတော့ဒါသတင်းရရှိပါလေတဲ့အဲ့ဒီအမျိုးသမီးနေထိုင်စရာမရှိရက်ွက်ကဆစ်စင်ပေးတဲ့နေရာမှာနေထိုင်ခြင်းဖြစ်ပါလေတဲ့ဒါပြီးခဲ့တဲ့ဒါဇွန်လ3ရက်နေ့နေ့လယ်ကဓာတ်ကင်ဆောင်ထားတဲ့အမျိုးသားတစုကနေအိမ်ပေါ်ကနေဆွဲချနင်းထုတ်ခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အရေးအယာစုကလည်းပြောတယ်ဆိုကြီးကဒီမှာရဲအယာကြီးပြောတဲ့စကားကိုသူရေးထားတယ် အမျိုးသမီးကိုတဲ့ဓာတ်ကင်ထားတဲ့လူလူစုကနေရင်ကဆွဲချပြီးတော့နင်းချတယ်တဲ့အမျိုးသမီးကလည်းကိုဝေနေစိတ်လာစိတ်ဖြစ်နေလို့ကလေးမွေးပြီးရင်ဆင်းပေးမယ်ပြောတယ်ဒါကိုလက်မခံဘူးဆဲဆိုပြီးနေမော်ကတွန်းချတယ်တဲ့ကောင်မလေးကအော်တော့ရက်ွက်နေပြည်သူတွေထွက်လာမှချင်းချောက်တဲ့သူတွေကထွက်ပြေးတယ်ဆိုပြီးတော့ဒါဒီဒီအခင်းဖြစ်ပေါ်တဲ့အခြေအနေကိုရဲရဲကြီးကပြောတယ်ဆိုရေးထားတာပါဒီကိုဝင်ဆောင်အမျိုးသမီးကတွန်းချခံရတဲ့တန်ရာကြောင့်လေဒီဝမ်းပိုက်မှာထိခိုက်ခဲ့ပြီးတော့ဒါတားဖွာဆရာဝင်ရဲ့ကလေးမွေးဖွာခဲ့တော့လေကလေးငယ်က ဒါမိခင်ဝမ်းအတွင်းစီစဉ်ကပြီးတိတ်ဆုံးနေပြီဆိုပြီးတော့နိုင်သာယာမြို့နယ်ဒါရဲရစီကထပ်ပြောတယ်ပေါ့လေဒီမှာသူအဲ့ဒီရဲရစီပြောတဲ့စကားကိုရေးကြတယ်ကလေးကမွေးတော့အသက်မပါတော့ဘူးတဲ့မွေးဖားတဲ့ဆရာမကတော့မိခင်ဝမ်းတွင်တဲ့ကတိတ်ဆုံးသွားတယ်လို့ပြောပါတယ်တဲ့တွန်းချတဲ့အချိန်ကြောင့်ကလေးကဝမ်းမိုက်ထဲမှာတခုခုဖြစ်ပြီးတည်တာလို့ဆရာမကပြောတယ်အခုကျူးလွန်တဲ့တရားခံတွေကိုဟိုလိုက်နေတယ်တဲ့ဒီလက်ရှိတရားခံတွေကိုတော့မပြီးသေးဘူးရိုက်နေဆက်လိုက်နေတော့ပေါ့လေ ဒီမှာအသက်35နှစ်အရွယ်ကိုမဆောင်မျိုးသမီးကိုဒါဆဲဆိုပြီးစောင့်သွင်းခဲ့တဲ့ဗိတ်သားဆိုလူနဲ့ကျွလူနေတွေကိုဒါလိုင်းတရာမျိုး Jess Khan ကပြင့်မှုပေါ့လေဒီမှာပုံမှန်တွေရေးထားတယ်450 316 294 114နဲ့အမှုဖွင့်အရေးယူပြီးဒါတရားခံတွေကိုတိုက်လံဖမ်းဆီးနေတယ်ဆိုပြီးတော့အဲဆယ်မီလီယာဒါလည်းလက်ရှိဖြစ်ပေါ်နေတဲ့ကျူးပြဒနာတွေပေါ့နော်ဟုတ်ကဲ့ပါဒါပြောမယ်ဆိုရင်ဒါလူခုလိုမျိုးနေထိုင်မှုကိုသူကသွားပြီးတော့ချင်းချောက်မှုကနေဖြစ်သွားတာပေါ့နော် ဒါကျူးကျော်တဲတဲ့မှာနေထိုင်တဲ့လူတွေတည်းဘဝမလုံးဂျုံမှုဆိုရဲသတင်းပေါ့လေဒါတော့သိရတယ်ခင်ဗျာဟုတ်ကဲ့နောက်တစ်ခုကအလဲပန်းမှာပါတဲ့သတင်းတစ်ခုကိုဖတ်ပြကြမှာရဒါကတော့ဗောနော်ဒီနုဆုတ်ကလေးနဲ့ကလေးငယ်တွေအတွက်တဲ့ပေါ်ဆက်ထုတ်လုပ်ထားတဲ့အစားအသောက်တွေကိုဈေးကွက်တင်ခြင်းဆိုင်ရာအမေနဲ့ကန့်ညီမှုမရှိဘူးဆိုရင်လည်းဇူလိုင်လ24ရက်မှာနောက်ဆုံးရေးယူသွားရင်ရှိရဲဆိုတဲ့သတင်းလေးပါ ဒါကတော့နုစုကလေးနဲ့ကလေးငယ်တွေအတွက်ဖော်ဆက်ထုတ်လုပ်ထားတဲ့အစားအသောက်တွေရဲ့ဈေးကွက်တင်းကျပ်ဆိုင်ရာအမိန့်နဲ့ကန့်ညီမှုမရှိဘဲဈေးကွက်အတွင်းမှာထုတ်လုပ်ဖြန့်ပြီးရောင်းချမှုတွေတွေ့ရှိရင်းနဲ့ယခုနှစ်ဇူလိုင်24ရက်နောက်ပိုင်းမှာတရားစွဲဆိုအရေးယူသွားရန်ရှိရဆိုပြီးတော့မြန်မာနိုင်ငံအစားအသောက်နဲ့ဆေးဝါးကုကေရေးဌာန FDA ကတည်ရပါတယ်ဒီအဆိုပါပေါ်တော့နုစုကလင်းနဲ့ကလင်းငယ်တွေအတွက်ဖော်ဆုတ်ဖော်ဆက်ထုတ်လုပ်ထားတဲ့အစားအသောက်တွေကိုဈေးကွက်တင်ကျပ်ဆိုင်ရာအမိန့်ကြေညာစာကို2014ခုနှစ်ဇူလိုင်24ရက်မှာစပြီးထုတ်ပြန်ခဲ့ပေမဲ့ အခုအချိန်ထိအရေးယူထားတဲ့အမှုတစုံတရာမှမရှိသေးဘူးလို့လည်းသူကပြောပြထားပါဗျ။ကျွန်တော်တို့အရေးယူထားတဲ့အမှုကတခုမှမရှိသေးပါဘူးတဲ့အမိန့်ကိုလိုက်နာဖို့တော့လုပ်နေပါဗျ။အဲ့ဒီအမိန့်ကိုပဲလိုက်နာဆောင်ရွက်ရင်းနဲ့ပတ်သက်ပြီးတော့အစီအစဉ်တည့်ရချင်းပါတယ်။ဒီအမိန့်ကိုမလိုက်နာဘူးဆိုရင်တော့တရားစွဲဆိုအမှုဖွင့်အရေးယူဖို့အတွက်ကိုကျွန်တော်တို့အစီအစဉ်ဆုံးဖြတ်ချက်ချခဲ့ပါတယ်တဲ့။အဲ့ဒါကတော့ဇူလိုင်24ရက်နောက်ပိုင်းကျော်တဲ့အချိန်မှာတော့အမိန့်ကြံစာနဲ့မကိုက်တဲ့မိခင်တို့အစားထိုးဖော်ဆက်ထုတ်လုပ်ထားတဲ့စာအုပ်တွေဈေးကွက်ထဲမှာရှိနေတယ်ဆိုရင်တော့ ဲ့အချိန်တိုင်းတော့ကျွန်တော်တို့အမျိုးအမျိုးစားပေါ်တော့စားတော့ဥပဒေရနေတဲ့အရေးယူတော့ဖို့ရှိတယ်ပြီးခဲ့တဲ့အပတ်ကအစည်းအဝေးဆုံးဖြတ်ချခဲ့ရတဲ့ဆိုရင်ဒါဟုတ်တရားဝင်တော့ထုတ်ပြန်မှုမရှိသေးဘူးဆိုပြီးတော့အစားအသောက်နဲ့ဆေးဝါးကုကေဌာနကအစားအသောက်ညွန်ကြားမှုဥထွန်းစော်ကပြောတာပါအမိန်ပါတမဲ့စားတော့တင်နဲ့ဆက်ဆက်ပြီးတော့တိုက်ကျွေးပစ္စည်းအတီးတီးရဲ့ရေသွေးအာမခံချက်ဟာရင်းနဲ့သက်ဆိုင်တဲ့မြန်မာနိုင်ငံမှာတက်မှတ်ထားတဲ့ဆန်နှုန်းတွေလမ်းညွှန်ချက်တွေနဲ့၎င်းနဲ့ အပြည်ပြည်ဆိုင်ရာစံနှုန်းနဲ့လမ်းညွှန်ချက်တွေနဲ့၎င်းမြန်မာနိုင်ငံအစားအသောက်နဲ့ဈေးဝအာဏာပိုင်ဖွဲ့မှတက်မဲ့စံနှုန်းလမ်းညွှန်ချက်တွေနဲ့ကိုက်ညီရမှာဖြစ်ပါတယ်။ဒီနုဆုတ်ကလေးငယ်တွေအတွက်တဲ့မိခင်နုတိုက်ကျွေးခြင်းကိုဟန်တာမှုဖြစ်စေတဲ့သဘောတရားမှုတွေဆက်ဆက်တိုက်ကျွေးပစ္စည်းအမျိုးမျိုးသုံးဆွဲခြင်းကိုအားပေးတဲ့အမြင်မြအမြင်မှနိုင်တဲ့တက်မဲ့အစားအသောက်တမျိုးမျိုးကိုတိုက်ကျွေးစေရန်ဆွဲဆောင်တဲ့သဘောတွေပါရှိမယ်ဆိုရင်လည်းအမျိုးသားအစားအသောက်ဥပဒေပုံမှန်31အရာအရေးယူသွားမယ်ဆိုပြီးတော့ဒါပြောထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါနုဆုတ်ကလေး အကျွေးဒီပေါ့လေသူတို့တို့ဖော်ဆထုတ်လုပ်ထားတဲ့ဒီဆက်ဆက်ဟာရပစ္စည်းတွေမှာအန္တရာယ်များနိုင်တယ်ဆိုတော့သတင်းပေါ့လေကျွန်တော်တို့ဒီ UNICEF ကထုတ်ပြန်ထားတဲ့အချက်တစ်ခုရှိပါတယ်ဒါကဒီမွေးပိဇကလေးကိုဒီ6လအထိပေါ့လေဒီမိခင်တို့တမျိုးတည်းတိုက်တိုက်တင်တယ်ပေါ့လေတကယ်လို့ရေတောင်မှမလိုအောင်မတိုက်တင်ဘူးဆိုတာ UNICEF ကထုတ်ပြန်ထားတဲ့အချက်တစ်ခုတည်းကျွန်တော်တို့ရှိပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ဒီဒီမိုကရေစီတူလေးမှာပေါ့လေဒါလက်ရှိကျွန်တော်တို့ဒီဒီမိုကရေစီဆံမျက်နှာတွေမှာလည်းပြောပြောကြဆိုကြတဲ့သတင်းတစ်ခုပါသူကဒီမှာ ခေါင်းစဉ်ကဆရာဆရာမများတူရှင်တင်ကြားဒီကိစ္စမှာတဲ့တိတိကျကျသိရှိမှတာအရေးယူနိုင်မည်ဟုဆိုဆိုတဲ့ဒါသတင်းမှာဒီဆရာဆရာမတွေတူရှင်တင်ကြားတဲ့ကိစ္စကိုတဲ့တိကျသိရှိမှတာအရေးယူဆောင်ရွက်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒါပညာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဒေါက်တာဆိုးဝင်းကပြောပါလေတဲ့ဒီပညာရေးဝန်ကြီးဌာနကဆရာဆရာမတွေတူရှင်တင်ကြားတဲ့ကိစ္စကိုတဲ့နိစင်ထုတ်ပြန်ချက်တွေထုတ်ပြန်တားမြစ်နေတော့လေအဲ့ဒီကိစ္စတွေကနိစင်ကြားနေရတဲ့ကိစ္စတခုဖြစ်နေပါလေတဲ့ဒါတော့ကြောင့်မို့အရေးယူဆောင်ရွက်ရေးမရပါဘူးတဲ့ဒီကိစ္စပပျောက်ဖို့ မိဘတွေဆရာတွေဒါပြည်သူတွေအားလုံးပူးပေါင်းဆောင်ရွက်မှတာပါပြောင်မယ်ဖြစ်ကြောင်းဒါတော်တော်ဆိုးမင်းကဇွန်လ၄ရက်နေ့မှာပြောပြောတာပါဗောလေဒီမှာဇာလန်တွေကတော့မျိုးစုံကြားရတယ်တဲ့အကြမ်းပဲရှိတာဆိုတော့ဆရာတို့ကဘာမှလှုပ်လို့ရတာမဟုတ်ဘူးဒါဆရာတို့စီကိုတရားဝင်စာရောက်တယ်ဆိုရင်အမှုအသိအနဲ့ဘာလဲဆိုတာစဉ်းစားရမှာပေါ့ဆိုပြီးတော့သူကဒါတော်ဒါတော်ဆိုးမင်းကပြောလာတယ်ဗောဒါလွန်ခဲ့တဲ့နေ့နေ့ခန်းကတော့ကျူရှင်တင်ကြတဲ့ကိစ္စကိုမိဘတူကတိုင်ကြားခဲ့တဲ့အတွက်ပညာရေးဝန်ကြီးဌာနကနေဒါစစ်ဆေးပြီးတော့ဒါအလောက်ကနေထုတ်ပယ်ခဲ့တဲ့အတွက်တိုင်ကြားတဲ့မိဘတွေရဲ့ ီအဲ့ဒီအဆိုပါဆရာမကိုတဲ့ပြန်တဲ့အလို့ခံပိုတောင်းဆိုခဲ့တဲ့ဖြစ်ရာတစ်ခုလည်းဖြစ်ဒါရှိခဲ့ပါတယ်တဲ့အဲ့ဒီတော့တိုင်ကြားမိဆိုပါကဒါတိတိကျကျနဲ့တိုင်ကြားဖို့အတွက်ဒါပြန်ရွေးဌာနကစစ်ဆေးအရေးယူမယ်ဆိုပြီးတော့ဒါသူရေးထားတဲ့သတင်းဖြစ်ပါတယ်ဒီပညာရေးဝန်ဌာနကလည်းသူရှင်တင်ခြင်းကိုတဲ့2014 2005 9ခုနှစ်ကနေဒါစပြီးတော့ဒါတားမြစ်ခဲ့တာဆိုပြီးတော့ဒါရေးထားတာပါကျွန်တော်တို့ဒီလူမှုကွန်ရက်မှာဒီចောင်းဆရာမចောင်းဆရာចောင်းဆရာမတွေကိုယ်တိုင်ကလည်းတို့လူမှုကွန်ရက်ကနေပြန်ပြီးတော့ဖြည့်ရှင်းတာရှိပါတယ်တို့ရတဲ့လစာက မလုံလောက်တဲ့အတွက်ဒါကျူရှင်နေရခြင်းဖြစ်တယ်ဆိုပြီးတော့ဒါကြေးရအောင်လို့တွေ့ရတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒါဟိုကတွန်းသေးုပ်ဖော်ထားတာလည်းတခုရှိရလေတစ်ဖက်ကငါရဲ့ဝါသနာတစ်ဖက်ကငါရဲ့ဝမ်းစာဆိုသလိုမျိုးပေါ့နော်တစ်ဖက်မှာလည်းသူတို့ဝမ်းစာအတွက်သူတို့ဒါကိုလောက်လောက်ကန်စားတော့ရလည်းဖြစ်ပါတယ်ရှင်ဟုတ်ဒီနောက်ဆုံးကဒီကတွန်းဖတ်ပြတဲ့စီစဉ်မှာပေါ့နော်ဒီစန်တော်ချိန်နောက်ဖုံးမှာပါတဲ့ကတွန်းလေးတခုကိုညီမရွေးချယ်ထားပါတယ်ဒါကတော့ဒီမှာကမီဒီယာတွေပေါ့နော်မီဒီယာတွေကဒီအစည်းအဝေးခမ်းမတစ်ခုရဲ့ပြင်ပမှာသူတို့ရက်ပြီးတော့စောင့်နေကြရတာပါပြောရရှူတူတိုးတဲ့ ပွင့်လင်းမြင်သာဆိုတာတကားပိတ်ဆွေးနွေးနေတယ်တဲ့မစူကြနဲ့ဆိုပြီးတော့ဒါလက်ရှိပြောတာပေါ့ဒါပြောရမယ်ဆိုရင်မီဒီယာပေါ့နော်မီဒီယာရဲ့သတင်းရယူခွင့်တွေဆုံးရှုံးနေရတယ်လည်းအများကြီးရှိပါတယ်ဒါကိုကတွန်းဆရာမင်းစောကနေပြီးတော့ထောက်ပြထားတာလည်းဖြစ်ပါရဲ့ရှင်ဒီအစိုးရတက်လက်ထက်မှာကျွန်တော်တို့မီဒီယာလှုပ်လှောက်ခွင့်ရပြီဆိုပေမဲ့လည်းကျွန်တော်တို့ သတင်းသွားယူတဲ့နေရာမှာဒီကန္တချက်တွေကဆက်ပြီးတော့ရှိနေစဲဆိုတော့ဒါကလုံးဆရာကတရော်လာတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဒီတွင်းလေးနဲ့ပဲပေါ့နော်ဒီနေ့ထွက်ရှိလာတဲ့သတင်းစာကြားနယ်တွေကနေပြီးကောင်းနှုတ်ရသတင်းတွေကိုထုံထုံတင်ဆက်ပေးတဲ့သတင်းစာဘောကဖက်ဆရာများစီစဉ်ကိုဒီမှာပဲရင်းနှားလိုက်ပါရှင် DVB ကိုကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်